ီကဘာပေါ်မှာမီးကြောင်မျိုးရင်း၃ခုရှိပြီးမျိုးစိတ်ပေါင်း20ကျော်ရှိပါတယ်။ဒီမီးကြောင်မကြီးဟာအကောင်ပေါင်းနေပြီးထက်တဲ့သူ့ရဲ့ကလေးတွေကိုကာကွယ်ဖို့ဒီနေရာကိုရောက်နေခြင်းပဲဖြစ်ပါတယ်။အခုမှအပင်ကိုရောက်ခါစားမီးကြောင်ပေါက်ကလေးတွေဟာဘေးအရာကအန်ဒရယ်ရှိတယ်ဆိုတာမခွဲခြားနိုင်သေးပါဘူး။အပင်ကိုရောက်လာတာနဲ့သူတို့ကိုစောင့်ကြိုနည်းနဲ့အောက်စုတစ်ခုရှိပါတယ်။ဒီတော်ဝေအုပ်ဟာအခုမှဥထဲကထွက်စား မိချောင်းပေါက်ကလေးတွေကို စားသုံးဖို့ဒီနေရာကို ရောက်ရှိနေတာပါမိချောင်းမကြီးဟာမတိကျင်ကြောင်ဆောင်ကတော်ကွေးတွေရဲ့လွန်ရှားမှုကိုစောင့်ကြည့်နေပါတယ်အရွယ်ရောက်ပြီးမိချောင်းမတကောင်ဟာစက်တပေကနေ16ပေလောက်ထိရှည်ပြီးအထီးတွေဆိုရင်တော့ပေ20ကျော်ထိအောင်ရှိကြပါတယ်သူတို့ရဲ့သွားတွေဟာချွန်ထက်ပြီးအချောင်း60ကနေ80လောက်ပါရှိကြပါတယ်သူတို့တခါဥယျာဉ် 25ကနေ90ကြာဥတန်ပြီးဒီထဲက3ပုံ2ပုံသာအသက်ရှင်နိုင်ကြပါလေအကောင်ပေါက်လာပြီဆိုရင်မိเจ้าမကြီးကသူ့ကလေးတွေကိုကြိုက်ချီပြီးရေထဲကိုခေါ်ဆောင်သွားပါလေဒီလိုခေါ်ဆောင်ခင်မှာအန်ဒရယ်အမျိုးမျိုးနဲ့ဂျုံရတတ်ပါလေဒီတော်ခွေအောက်ခံလဲအန်ဒရယ်တွေထဲကတခုပေါ့မိเจ้าမအိတ်နေတဲ့အထင်းနဲ့သူ့ရဲ့သားပေါက်တွေကိုဖမ်းယူစားတောက်နေပါလေဒါတွေမကပဲ အကောင်ပေါက်လာသေးခြင်းမရှိသေးတဲ့ဥတွေကိုပါစားသုံးဖို့လုံနေတော့ဤเจ้าမကြီးဟာပြီးမခံနိုင်တော့ပါဘူး။သူဟာအနည်းဆုံးရှိတော်ခွေးတကောင်ရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်နေပြီးတော်ခွေးတတိမမူစကန့်ပွိုင်းအတွင်းမှာပဲအမိအယာကြိုက်ခဲထားလိုက်ပါတယ်။မိเจ้าတကောင်ရဲ့ကောက်ရဟာပေါင်း16000ကျော်ရှိပြီး ဒါဟာ လူတယောက်ရဲ့အတက်ကို ဆုံးရှုံးစေနိုင်လောက်တဲ့ဖီအားပါပဲတတိမမူဂူမမြင်ဆိုတဲ့စကားလို့ပါပဲဒီတော့ခွေးဟာမိเจ้าရဲ့ဝါမျိုးစားတောက်ချင်းကို ခံလိုက်ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုဗီဒီယိုလေးတွေအမြဲတမ်းကြည့်ရှုနိုင်ဖို့ like and follow လေးလုပ်ခဲ့ပါအောင်